နိခမ္မပါရမီဒါနပါရမီဖြစ်ခြင်းပြီးတဲ့နောက်မှာဘုရားလောင်းဟာဒါနပါရမီကိုဘုရားဖြစ်ကြောင်းအဖြစ်ဖြင့်ရွေးချယ်ပြီးတဲ့အခါမှာသီလပါရမီကိုဘုရားဖြစ်ကြောင်းတရားကောင်းဖြစ်ဒုတိယရွေးချယ်ခဲ့တယ်တတိယရွေးချယ်ခဲ့တာကနိခမ္မပါရမီလို့ နိခမ္မဆိုတာထွက်ခွာခြင်းလို့အဓိပ္ပာယ်ရလောကလူတွေဟာကိုနေတဲ့နေရာကိုယ့်ရဲ့အတိုင်းအဝိုင်းကထွက်ခွာဖို့ဆိုတာအမတန်မှခံရင်ကြအိမ်က ထွက်ဖို့လဲခံရင်တာပဲတစုံတစ်ခုကနေထွက်ခွာဖို့ဆိုတာလဲအမတန်မှခံရင်တယ် ရောက်ရှိတဲ့နေရာမှာပဲပျော်ပြီးတော့နေကြတာကိုယ်အတိုင်းဝိုင်းနဲ့ကိုဒေသနဲ့ကိုရက်ွက်နဲ့ကိုအိမ်နဲ့ကိုမိသားစုနဲ့အဲ့လိုအတိုင်းဝိုင်းနဲ့ပျော်ရွှင်နေကြတဲ့အခါမှာထိုအတိုင်းဝိုင်းကိုစွန့်ပစ်ပြီးတော့ထွက်ခွာသွားဖို့ဆိုတာအမှန်တမ်းခင်းရင်းနေစိတ်ညစ်လို့အိမ်ကထွက်သွားတာတွေတော့ရှိတာပေါ့ ဒါကတော့အကောင်းထွက်မှာမဟုတ်တာပဲเนาะစိတ်ညစ်လို့ထွက်တာဒီနိခမပါရမီဆိုတာစိတ်ညစ်လို့ထွက်တာမဟုတ်ဘူးမိသားစုကိုလည်းမမုန်းဘူးမိမိနေထိုင်ရာအရတ္တိတာကိုလည်းမမုန်းဘူးမုန်းတိချင်းရွှန်ရှာချင်းစိတ်ပြည့်ချင်းဆိုတာတွေမရှိဘူးသို့တော်လည်းတစုံတစ်ခုသောအကျိုးကိုမျှော်ကိုးပြီး ဒီနေရာဒီအတိုင်းဝိုင်းမှာနေမယ်ဆိုလို့ရှင်ထူးခြားတဲ့အသိဉာဏ်လို့ခေါ်တဲ့တမယူတဉာဏ်တော်ကြီးကိုရမှာမဟုတ်ဘူးဒါ리고မမုံမဲနဲ့ဆွန့်ခွာနိုင်တာအကျိုးရှိလို့ဒီအတိုင်းဝိုင်းတွေကဆွန့်ခွာသွားနိုင်တယ်ဆိုတာကမှနိခမ္မပါရမီလို့ခေါ်တယ်နော်အဲ့ဒီနိခမ္မပါရမီဆိုတာထွက်တာ ထွက်ရတယ်ဘဝအလုံးကနေထွက်ခွာရထွက်ခွာဖို့ကြိုးစားရပထမမိသားစုအတိုင်းဝိုင်းကမိသားစုအကျိုးကိုလိုလားတဲ့စိတ်ရှိတော်လဲမိသားစုပေါ်မှာမုန်းတီးယွန်ရှာမှုမဖြစ်တော်လဲထွက်ခွာဖို့ကြိုးစားရထွက်ခွာပြီးတော့တန်ဖိုးရှိတဲ့အလုပ်တစ်ခုကိုလုပ်ဖို့ လွမ်းလျက်နဲ့ခွဲဆိုတာမျိုးလို့မုံတိလူခွဲတာမဟုတ်ဘဲနဲ့ဓိတဲ့ကောင်းမြတ်တဲ့အကျိုးကိုလိုလားလို့ထွက်ခွာတာတဲ့အဲ့တော့မြတ်စွာဘုရားရဲ့အလောင်းသူမိတာရဲ့သိဟာနိခမပါရမီဆိုတာကိုတတိယအနေနဲ့ရွေးချယ်ခဲ့တာတရားတို့တရားမြတ်ရလို့တဲ့ပုဂ္ဂိုလ်ဟာ လက်ရှိအနေအထားတစ်ခုကထွက်ခွာပြီးတော့တင့်တော်တဲ့နေရာမှာတရားဓမ္မကျင့်ကြံကြိုးကိုအထောက်ဖို့ဆိုတာလိုအပ်တယ်လေ။လောကီတမ္မာပညာလေးသင်တာတောင်မှပဲခုခေတ်ကလေးလေးတွေကြည့်အင်္ဂါနေထွက်ပြီးတော့မိဘရဲ့ရင်ခွင်မိဘရဲ့အရေးအောက်မှာမခွဲခြင်းပေမဲ့လို့ ြင်ညာရဖို့ရအတွက်ခွဲခွာပြီးတော့ကျူရှင်ကျောင်းတွေပဲသွားနေကြတယ်မဟုတ်လားမှန်ပါပါဘုရားမိဘနဲ့မခွဲခြင်းပေမဲ့လို့ဘဲကျူရှင်ကောင်းတယ်ဘဲတင်နှမ်းကျောင်းကောင်းတယ်ဆိုလို့ရှင်မိဘနဲ့ဝေးရကျောင်းတွေကိုသွားပြီးတော့နေကြဒါမိမိရဲ့နေအိမ်ကိုမုန်းလို့လည်းမဟုတ်ဘူးမိဘနဲ့မတည့်လို့လည်းမဟုတ်ဘူးဒေါကိပညာတရက်ကို ထူးထူးချွန်ချွန်ရရှိဖို့ဆိုတော့မျောလင်းချက်နဲ့ထွက်ခွာကြရတာပေါ့အဲဒီလိုထွက်ခွာသလိုပဲဖះလောင်းတော်တွေဟာလည်းပဲမိသားစုဘဝမှာနေမယ်ဆိုလို့ရှိရင်ဒီတပည့်တန်ညာတော်ကြီးကိုရမှာမဟုတ်လို့အလေးအကျင့်တစ်ခုရအောင်လို့ဆိုပြီးမိသားစုအတိုင်းဝိုင်းကနေထွက်ခွာတဲ့အလေးအကျင့်တစ်ခုကိုစတင်ပြီးတော့လုပ်ကြရတယ် တခါတည်းနဲ့ခွဲဖို့ဆိုတာအလွန်ခဲစူပါဂလူးတွေဆွဲအားကောင်းတဲ့ဘဝတွေပဲအေးဒါကြောင့်မို့လို့ခွဲခွာမှုဆိုတာအလေးချင်းတစ်ခုရလာအောင်နိခမ္မပါရမီလောကကြီးကပြောစရာတွေအများကြီးပဲတတ်မဲ့စရာတွေလည်းအများကြီးပဲနှစ်သက်စရာတွေလည်းအများကြီးပဲအဲ့ဒီပြောစရာတွေနှစ်သက်စရာတွေတွေ့တာစရာတွေကို ခွဲခွာပြီးတော့ထိုအတိုင်းဝိုင်းအပြင်မှာသာရရှိနိုင်တဲ့ထူးခြားတဲ့အသိဉာဏ်တစ်ခုရအောင်ဒီလိုလေ့ကျင့်ကြတရားထုတ်တယ်ဆိုတာအဖို့ရေအတိုင်းဝိုင်းနေနဲ့ရှိနေရင်တရားတို့တရားမြတ်မရဘူးလို့ဆိုတယ်ရဖို့ခက်တယ်လို့ဆိုရတယ်ပေါ့နော် ဘာလို့ထောက်ထားပြီဒီစကားကိုပြောရတယ်လဲလို့ဆိုလို့ရှင်ဘုရားလောင်းတောထွက်ပြီးတော့သူတော်စင်ဘုရားနဲ့တရားအထုတ်ပြီးနေတဲ့အခါမှာဘသူတွေကအနီးနားလာပြီးတော့ဘုရားလောင်းနဲ့အကူအညီပေးဖို့အနီးနားလာနေကြတယ်လဲလို့ဆိုပင်စဝဂီ၅ပါးပင်စဝဂီ၅ပါးဟာဘုရားလောင်းနဲ့ အတူနေကြတာမလမကမ်းမှာအတူနေကြတယ်နောက်ဆုံးကြတော့ဘုရားလောင်းကတပတ်အကျင့်ကိုကျင့်ရင်လမ်းဆုံးအောင်လိုက်ပြီးတဲ့အခါဒီတပတ်အကျင့်နဲ့တော့တရားဓုတရားမြတ်ရမှာမဟုတ်ဘူးတက်နစ်ပြောင်းအောင်မှပဲလို့ကိုယ့်ဘက်ကိုဆင်ញင်စဉ်းစားပြီးတော့ တပချင်းချင်းလို့အလွန်ပဲကျမ်းမာရေးချိုးတဲ့ပြီးတော့အယိုးသာသာခြံတော့တဲ့ဘဝကနေပြီးတော့ပြန်ပြီးတော့အင်အားကာယဗလကိုဖြစ်တင်းတဲ့အနေနဲ့ဆွမ်းခံပြီးတော့ဆွမ်းစားတယ်အဲ့ဒီအချိန်မှာပင်စဝဂီတွေကမျောလင့်ချက်ကုန်ပြီချိုးချိုးခြံခြံနဲ့ပင်ပင်ဖမ်းမှခံပြီးတော့ကျင့်တာတောင်မရဘူးအခုဆွမ်းပြန်စားနေပြီဆိုတော့သူတို့မျောလင့်ချက်မရှိဘူး ဲ့ဒါနဲ့ပင်စဝဂီတွေဟာဘုရကရာကနေပြီးတော့ဥရဝေလာတော်ကနေပြီးထွက်ခွာသွားပြီးဘယ်သွားနေကြတော့ဆိုဗာရဏတိဣတိပတနာတော်ပဲကိုပြောင်းသွားကြအဲ့တော့သူတို့ထွက်ခွာသွားတဲ့အခါကျတော့ဘုရားလောင်းတော်ဟာတူဒီတဘာဒီဖြစ်သွားတယ်အဲ့ဒီတူဒီတဘာဒီဖြစ်သွားတဲ့အခါမှာ တရားဓမ္မရဲ့အနှစ်သာရကလည်းပို့ပြီးတော့ရှိလာအဖော်ရရှိနေတဲ့အချိန်မှာဝိဝေကမဖြစ်ဘူးကာယဝိဝေကဆိုတာမဖြစ်ဘူးကာယဝိဝေကဆိုတာတဥ္ဒိနေမှာကာယဝိဝေကဖြစ်တယ်အဖော်ရရှိနေသည့်အတွက်ကြောင့်ကာယဝိဝေကမဖြစ်ဘူးကာယဝိဝေကမဖြစ်သည့်အတွက်ကြောင့်တရားဓုတရားမြတ်ဟာမရနိုင်တဲ့အနေအထားမျိုးရှိပိဿဝဂီတွေထွက်သွားတော့ကာယဝိဝေကရလာတယ် တရားလမ်းကြောင်းပေါ်မှန်မှန်ကန်ကအထုတ်လိုက်တဲ့အခါစိတ်တဝိဝေကဆိုတာရလာအဲတော့ကာယဝိဝေကတကူဒီလွတ်လပ်မှုနဲ့စိတ်တဝိဝေကစိတ်ရဲ့လွတ်လပ်မှုနိဝရဏတရားတွေကလွတ်ပြီးတမာတိစွမ်းအားနဲ့ရှိနေတဲ့စိတ်တဝိဝေကဒီကာယဝိဝေကလည်းရလိုက်တယ်စိတ်တဝိဝေကလည်းရလိုက်တယ်ဆိုတဲ့အခါမှာအသိဉာဏ်တွေဟာပို့ပြီးတော့တောက်ပြောင်လာတယ်ပေါ့ ဒါကြောင့်မို့ဘုရားလောင်းဟာပစ္စဝကိတွေထွက်ခွာသွားပြီးတဲ့နောက်မှာပြောင်းလဲကျင့်လိုက်တဲ့ချင်းစဉ်ရထူးထူးခြားခြားနဲ့နောက်ဆုံးမှာအောင်မြင်ပြီးတော့သဗ္ဗညုတဘုရားရှင်ဖြစ်သူရောက်သွားတာဘုရားဖြစ်သူရောက်တဲ့အခါမှာအနိနာမှာဘယ်သူမှရှိတာမဟုတ်ဘူးပေါ့နော်အဲ့ဒါကိုထောက်ထားပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့အတိုင်းဝိုင်းအားလုံးကနေပြီးတော့ ကာယအနေနဲ့လည်းထွက်ခွာရမယ်စိတ်ဓာတ်အနေနဲ့လည်းထွက်ခွာရအဲ့ဒီလိုထွက်ခွာမှုလွတ်လပ်မှုဆိုတဲ့ပုံမှာအခြေတည်ပြီးတော့တရားအထုတ်တာအဲ့လိုထွက်ခွာနိုင်အောင်ဘဝပေါင်းမြောင်များစွာဖះလောင်းဟာအလေးချင်းတစ်ခုလှုပ်လာခဲ့ရတယ်ဒါနသီလဆိုတဲ့ပါရမီနှမျိုးကိုစဉ်းစားပြီးတဲ့အခါမှာတတိယအရေးကြီးဆုံးကဘာလဲလို့ဆိုရင် မိသားစုဘဝကထွက်ခွာပြီးတော့လွတ်လွတ်လပ်လပ်တရားရှာနိုင်တယ်ဆိုတော့အလေးချင်းတစ်ခုရဖို့ရလေးချင်းဖို့စိတ်ကိုဒိဋ္ဌာန်ရတယ်အဲ့ဒါကြောင့်မို့ဘုရဝန္တပါဠိတော်မှာသူမိရာယသိလေးရဲ့စိတ်ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ဘယ်လိုဆုံးဖြတ်တယ်ဆိုတာပါဠိဂါထာနဲ့ရေးသားပြီးတော့ပြထားတာရှိတယ် ဣမန္တံတတ္တယံတာဝဒံလံကတ္တဝသမာဓိယတဲ့ဟောဒီနိခမပါရမီ တတ္တယမြောက်ဟောဒီနိခမပါရမီဆိုတာကိုဒံလံကတ္တဝသမာဓိယခိုင်ခိုင်မြဲမြဲစောင့်တည်ရမယ်မပြောင်းလဲတဲ့စိတ်ဓာတ်နဲ့အခိုင်အမာဆုံးဖြတ်ပြီးတော့ဖျားဖြစ်ကြောင်းတရားဟာဒါမပါလို့မဖြစ်ဘူးဒါလောက်ကိုလုံးဝမဲလို့ စိတ်ထဲမှာဆုံးဖြတ်ပြီးတော့နိခမ္မပါရမီတံကိစ္စယတိဘောဓိပတ္တုမိစတိတဝညုဘုရားပြည့်တို့ရောက်ခြင်းနဲ့ဘောရိညာကြီးကိုရခြင်းနဲ့ဆိုလို့ရှိရင်နိခမ္မပါရမီလို့ဆိုတဲ့ဒီမြင့်မြတ်တဲ့အလုပ်ငန်းကိုမလုပ်မဖြစ်ဘူးလုပ်ကိုလုပ်ရမယ်လို့ဆုံးဖြတ်ချက်ချခဲ့တာเนาะသူမိရာရဲ့တေဘဝမှာ စဉ်းစားပြီးတော့ဆုံးဖြတ်ချက်ချတာဘုရားပြဖို့ဒီဟာတတ္တိယမြောက်လောရမယ့်အရာဖြစ်တယ်လို့အဲ့တော့နိခမ္မဆိုတဲ့အဓိပ္ပာယ်ကထွက်ခွာခြင်းလို့အဓိပ္ပာယ်ရတာအဲ့တော့ဘလောက်ထိအောင်ထွက်ခွာရသလဲစိတ်ဓာတ်ကိုဘလောက်ထိအောင်ထွက်ခွာမှုအပေါ်မှာမြင့်တင်ထားရမလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့သူပေရာယသေဟာ သူလုံးဝမဲ့အတိုင်းအတာတစ်ခုကိုဥပမာနဲ့စဉ်းစားတယ်ယထာအန္ဓုကရေပုရိသောစိရဝုထောဒုက္ခတိတောထောင်တန်းကြနေတဲ့ပုဂ္ဂိုလ်တယောက်အကျဉ်ထောင်ထဲမှာအလွန်စိတ်ဒုက္ခရောက်ပြီးတော့ကျဉ်ထောင်ထဲမှာအကြာကြီးနေရတယ်အဲ့ဒီအကျဉ်ထောင်ထဲမှာအကြာကြီးနေရတဲ့ပုဂ္ဂိုလ်တယောက်ဟာထောင်အပေါ်မှာတွေ့တာမှုဆိုတာမဖြစ်ဘူး ထောင်ရဲ့အပြစ်မြင်ပြီးတော့ထောင်ပေါ်မှာတွေ့တာမှုဆိုတာမရှိဘူးအဲ့တော့မရှိတော့ဘာလုပ်လဲလို့ဆိုရင်ထောင်ကလွတ်ဖို့ပဲသူဟာစဉ်းစားနေတယ်ဒါကထောင်တွင်အချင်းကြပြီးတော့ဆင်းရဲဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့စိတ်နေသဘောထားတစ်ခုဟာဒီတိုင်းပဲရှိတယ်သူရဲ့စိတ်ဆန္ဒဟာထောင်ကလွတ်ဖို့ပဲ အဲ့ဒီစိတ်ဆန္ဒမျိုးပဲတဲ့တထေဝတွန်တပ္ပပဝေပတ္တအန္တုကရံဝိယဘုန်းကြီးတို့တွေတွေ့တာပြီးတော့နေတဲ့ဘဝလူရကိုးဘဝလေးကိုတွေ့ကြတာပဲမတွေ့တဲ့လူလို့မရှိဘူးအဲ့ဒီကိုးဘဝလေးကိုကိုထောင်းတဲ့ဖွဲ ရှုမြင်နိုင်အောင်ကြိုးစားပါအဲ့လိုမကြိုးစားဘူး ကိုယ့်ဘဝလေးကိုကျင့်နှက်နေသေးတယ်ဆိုလို့ရှင်စွန့်နိုင်ဖို့ရအမတန်မှခဲနေအဲ့ဒါကြောင့်မို့ဘုရားလောင်းကသူ့ကိုသူစဉ်းစားခိုင်းတာတထေဝတွန်တပ္ပဘဝေဘဝအလုံးမှာတဲ့ပတ္တအန္ဓုကရံဝိယထောင်ကြီးလူရှုမြင်စမ်းပါတဲ့ဘဝကြီးဟာထောင်ကြီးပဲလွတ်ရမရှိဘူးဒီဘဝပြီးရင်နောက်ဘဝနောက်ဘဝပြီးရင်နောက်ဘဝနဲ့ တန်တရာဘဝကလွတ်ဖို့ဆိုတာမရှိဘူးဒီတည်းပဲလှဲ့ပြောင်းပြီးတော့ဖြစ်နေကြတာအဲ့ဒီအလှဲ့ပြောင်းနဲ့ဖြစ်နေတဲ့ဘဝကြီးကိုပဲထောင်ကြီးလို့ဒီဘဝကလွတ်ချင်တဲ့စိတ်ဆိုတာထားရမယ်တဲ့နိခမပါရမီ ဖြည့်မဲ့ပုဂ္ဂိုလ်ဖြည့်ပြီဆိုရင်အဲ့ဒီလိုစိတ်ဓာတ်မျိုးဘဝကလွမြောက်ချင်တဲ့စိတ်ဓာတ်မျိုးရှိရမယ်အဲ့ဒီလွမြောက်ချင်တဲ့စိတ်ကိုမွေးတဲ့အနေနဲ့ နိခမပါမီဆိုဖြစ်ခြင်းတဲ့နိခမ္မဘိမှုခောဟောဟိဘဝတောပရိမုဋ္ဌိယအတိုင်းဝိုင်းလေးတစ်ခုရတယ်မကဘူးဘဝကြီးတစ်ခုလုံးကလွတ်မြောက်ဖို့အတွက်နိခမ္မပါရမီကိုဖြည့်ရမယ်တဲ့ဒီလိုဆွလို့တာနော်အကယ်၍နိခမ္မပါရမီအလေးချင်းမရဘူးဆိုလို့ရှင်ဘဝပေါ်မှာတွေ့တာပြီးတော့မခွဲနိုင်မခွာရက်ဒီလိုပဲဖြစ်နေတာ မြတ်စွာဘုရားကဘဝနဲ့ပတ်သက်ပြီးဟောထားတဲ့သုတ်တွေရှိတယ်။ဘဝဆိုတာအမတန်တူတောင်းတယ်တူတောင်းတယ်လက်ဖြစ်တည်းအချိန်ပိုင်းလေးမှာရှိတဲ့ဘဝမျိုး တောင်မှပဲချင်းမွန်းပွဲမရှိဘူးတဲ့ရှည်လျားတဲ့ဘဝကိုမပြောနဲ့ပေါ့တစ်စက္ကန့်လောက်ရရှိတဲ့ဘဝတောင်မှပဲနှစ်သက်ချင်တတ်เสียမရှိဘူးဘုရားကဘာနဲ့ဥပမာပေးတော့ဆိုရင် လူတွေရဲ့မစင်ဟာနည်းနည်းလေးလည်းနန်းတာပဲများမှနန်းတာမဟုတ်ဘူးအနည်းငယ်လေးလည်းအနတ်ဆိုးတာပဲထို့တူပဲဘဝဆိုတာအမတန်တူပြီးတခဏလေးရတဲ့ဘဝလေးတောင်မှမချီးမွမ်းပွဲမဟုတ်ဘူးတဲ့ဘာဖြစ်လို့တော့ဆိုဒုက္ခတွေနဲ့ပြွမ်းနေလို့လောကလူတွေကဘဝရဲ့ဒုက္ခကိုမစင်သာဘူးဘဝရဲ့ပျော်စရာအပိုင်းလေးနဲ့ပြောနေကြတာလေဘဝဆိုတာ ပြောစရာ မရှိဘူးတော့မဟုတ်ဘူးရှိတယ်ရှိလို့ပြောနေကြတာပေါ့သို့တော့အဲ့ဒီပြောစရာကောင်းတဲ့ဘဝရဲ့အပြည့်အနာစာတွေရောမရှိဘူးလားဆိုရှိတာပဲသို့တော့လူတွေကအကောင်းလေးတွေကြည့်ပြီးတော့ပြောနေကြတာအပြည့်ကိုသိပ်ပြီးတော့မကြည့်နိုင်ဘူးအပြည့်ဆိုတာအာဒီနဝပြောစရာနှစ်သက်စရာဆိုတာအတ္တရအဲ့တော့အတ္တရဆိုတဲ့တာယာဘွေရာတွေကိုသာကြည့်ရှုပြီးတော့ အပြစ်ကိုမမြင်ဘူးတဲ့အပြစ်ကိုမမြင်တဲ့အတွက်ကြောင့်ဒီဘဝကလွတ်ဖို့ဆိုတာဘယ်တော့မှမကြိုးစားဘူးအဲ့လိုဆိုလို့လားအဲ့တော့ဘုရားလောင်းကနိခမပါရမီဖြည့်ဖို့အတွက်ဘဝကိုထောင်းသဖွယ်ရှုမြင်တတ်အောင်လေ့ကျင့်ယူတာပဲပေါ့ဘယ်ဘဝပဲဖြစ်ဖြစ်ဆဲဒုက္ခတွေနဲ့ရောပြွမ်းနေလို့နှစ်သက်เสียရတကယ်တော့မကောင်းတဲ့ဘဝတွေကြီးပဲလို့ ဲ့ဒါကြောင့်မို့လို့ဘဝကလွတ်မြောက်မှုဆိုတဲ့စိတ်ဓာတ်ရင့်ကျက်ဖို့ရအတွက်နိခမပါရမီကိုဖြည့်ရအဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်ဘဝကလွတ်ရမယ်ဆိုလို့ရှိရင်လူတွေမှာနိဗ္ဗာန်ရောက်ဘာမှမဖြစ်တော့ဘူးဆိုရင်ကြောက်သွားတတ်တယ်နော်ဘာဖြစ်လို့ကြောက်တုံးဆိုဘဝတဏကဘဝကို တွေ့တားနေတာဟုတ်တွေ့တားနေတာဆိုတော့ဖြည့်ရမယ်ဟာကိုခြေနဲ့နေမဖြစ်ရတော့ဘူးလို့ဆိုရင်ဘယ်သူမှခြေနဲ့မှာမဟုတ်ဘူး နော်နိဗ္ဗာန်ဆိုတာဆေးလေးမတော့ရလို့မသွားကျင်တဲ့လူလိုပဲကြိုက်ထားလေးတစ်ခုကိုကိုလှုပ်ချင်တာလေးတစ်ခု မလှုပ်ရဘူးဆိုလို့ရှင် လူတွေဟာ မလှုပ်ကျင်တဲ့အနေထားရှိတာပေါ့အဲဒါကြောင့်မို့နိခမပါရမီနဲ့ဖြစ်ချင်းမှဖျားဖြစ်ဖို့အရှိန်ဝါဖျားဖြစ်နိုင် လောက်တဲ့အရည်ချင်းရဖို့နိခမပါရမီဆိုတာကြတော့အလုံးကိုအစစ်မြင်ပြီးတော့ ဒီဂရီအမြင့်ဆုံးကိုကျင့်ရတာမန်ယဟန္တာဖြစ်ဖို့ဆိုတာလေနိခမပါရမီရှိရသေးတာပဲသို့တော့အဲ့ဒီယဟန္တာပုဂ္ဂိုလ်ကြီးယဟန္တာဖြစ်ဖို့ဖြစ်ကျင့်ရတဲ့နိခမပါရမီကတော့အဆင့်တန်းတလောက်အမြင့်ကြီးမဟုတ်ဘူးပေါ့ဖျားဖြစ်ဖို့နိခမပါရမီကျတော့အလုံးကိုဆင့်မြင့်သွားပြီဒါကြောင့်မို့နိခမပါရမီဖြည့်တဲ့အခါမှာလည်းပဲ နိခမပါရမီနိခမဥပပါရမီနိခမပရမတ္ထပါရမီလို့ထွက်ခွာတဲ့အခါမှာအသက်ကိုစွန့်ပြီးတည်ထီအောင်ထွက်ခွာချင်ဒီပါရမီဖြည့်တဲ့အခါမှာဘုရားလောင်းနေဟာအမတန်ချမ်းသာတဲ့မင်းရဲ့စီးစိမ်တွေကိုစွန့်လွတ်ပြီးတော့သွားကြတာအဲ့လိုစွန့်လွတ်သွားတာဟာမနစ်သက်လို့မဟုတ်ဘူး မုံတိယွန်ရှာလို့မဟုတ်ဘူးနှစ်သက်ရဲ့တန်းနဲ့ပဲထူးခြားတဲ့အသိဉာဏ်သို့မဟုတ်တပ္ပညုတဉာဏ်တော်ကြီးကိုလိုလားလို့ကြီးကျယ်ခန္ဓာလာတဲ့မင်းစည်းစိမ်အမတ္တမခင်မွန်ပွဲရာကောင်းတဲ့မိသားစုတွေ့တာစရာကောင်းတဲ့ပစ္စည်းတွေအဲ့ဓာတွေအလုံးကိုစွန့်ပြီးတော့ထွက်ကြတာအဲ့လိုထွက်နိုင်လောက်အောင် အကြာကြီးလက်ချင်ခံယူချရတယ်အဲ့ဒါလို့မဟုတ်လို့ရှိရင် မထွက်နိုင်ဘူးတဲ့ကိုယ့်ဟာကိုယ်ထွက်ချပါလားစိတ်နဲ့ဘယ်လောက်ထိထွက်လို့ရမလဲလို့နော်ကိုယ့်ကိုယ်ထွက်ပြီးတော့ဘယ်လောက်ထိအောင်လုပ်လို့ရမလဲဆိုတာစဉ်းစားကြည့်ရအပြီးပိုင်းထွက်ဖို့ဆိုတာကြတော့ပို့ပြီးတော့ခရင်သွားကြတယ်ဟုတ်ဒါကြောင့်မို့ဘုရားလောင်းနေဟာ နိခမပါရမီဟာဒီထွက်ခွာမှတရားဥတရားမြတ်ရမှာမို့ထွက်ခွာတဲ့အလေးထခိုင်မာလာအောင်ခြင်းကြံကြိုးကိုအားထုတ်ရမယ်လို့ဒါကိုတတိယဖျားဖြစ်ကြောင်းအကျင့်ကောင်းတစ်ခုအနေနဲ့ရွေးချယ်လိုက်တယ်ပေါ့အာ90ဇတ်တော်တွေထဲမှာကြည့်မယ်ဆိုရင် မင်းစည်းစိမ်တွေကိုစွန့်ပြီးတော့ဇနကမင်းကြီးတောထွက်သွားတာတွေရှိတယ်စည်းစိမ်ချမ်းသာတွေအလုံးစွန့်စွန့်ပြီးတော့ထွက်သွားတာအယောဂရဇတ်မှာဆိုလို့ရှင်ဘီလူမကလာလာစားလွန်အကြီးတော့ဒီမင်းသားလေးကိုတန်းလောင်အိမ်ထဲထည့်ပြီးတော့အရွယ်ရောက်တဲ့ထီအောင်မွေးပြီးတော့စောင့်ရှောက်ထားကြအဲ့ဒီမင်းသားလေးကလည်းအရွယ်ရောက်လာတဲ့အခါကျတော့ ဖြင်းနှစည်းစိမ်ကိုဆွန့်ပြီးတော့တောထွက်သွားတာပဲအခုသိမွေရာရဲ့သိဟာလည်းအမတန်ချမ်းသာတဲ့စည်းစိမ်ဥစ္စာတွေကိုဆွန့်ပစ်ပြီးတော့တောထွက်သွားတာပဲအဲဒီလိုထွက်ဖို့အလေးချင်းတွေကိုဘဝပေါင်းမြောက်များစွာကဘဝပေါင်းမြောက်များစွာလေ့ကျင့်ရတယ်အဲဒီလိုလေ့ကျင့်မှထွက်နိုင်တာဒီလိုလေ့ကျင့်ခဲ့သည့်အတွက်ကြောင့်ဘုရားလောင်းတိဋ္ဌဒတ်မင်းသား တောထွက်တယ်ဆိုတာစဉ်းစားကြည့်ပေါ့သူသူနာသူသေးယဟန်နမိတ်ကြီးလေးပါမြင်တာနဲ့တောထွက်တယ်ဆိုဘုန်းကြီးတို့တွေခဏခဏတွေ့နေဘာဖြစ်လို့မတော်မထွက်ကြအောင်လဲနော်အလေးချင်းကအမတမနဲသေးတယ်လေအလေးချင်းကအလွန်နဲတယ်ဖះလောင်းတော့ကြတော့အဲ့လောက်ကလေးနဲ့ပဲစိတ်ဓာတ်ဆုံးဖြတ်ပြီးတော့သွားတယ်သူတောထွက်တဲ့အချိန်လေးကိုကြည့် တန်ရောစဉ်ဘလောက်ဖြစ်เสียကောင်းတယ်လေလို့ဆိုတောထွက်မဲ့ညမှာမှာရာဟုလသားတော်လေးရဲ့မွေးဖွားလာမွေးဖွားစွာသားတော်လေးကိုစွန့်ပစ်ပြီးတော့တောထွက်နိုင်တယ်ဆိုတာဒီမိသားစုကိုမချစ်လို့မှမဟုတ်တာပဲเจตောရယာနဲ့ရာဟုလမင်းသားတို့ကိုမုံလို့ထွက်သွားတာမဟုတ်ဘူးခမည်းတော်မေတော်တွေကိုလည်းမုံလို့ထွက်တာမဟုတ်ဘူးသို့တော့ဖျားဖြစ်ခြင်းနဲ့ဆန္ဒက အဲ့ဒီမိသားစုကိုတွေ့တာတဲ့တွေ့တာမှုတွေကဘုရားဖြစ်ခြင်းနဲ့ဆန္ဒကိုမထိန်ချုပ်နိုင်ကြဘူး။ဘာဖြစ်လို့မထိန်ချုပ်နိုင်တာတော့ဆိုဘဝကနေနိခမပါရမီဖြစ်ပြီးလေ့ကျင့်နေတာ။လေ့ကျင့်ခဲ့လို့ထွက်နိုင်တယ်လို့ဒီလိုပြောရအောင်နော်။အလေးချင်းမရှိဘူးဆိုရင်တော့တရနေ့ရဆိုင်းဥမပါပဲမတော်သေးပါဘူးလို့ဖြစ်ကောင်းဖြစ်လိမ့်မယ်။ရှင်းတော့ကဘုရားအလောင်းဒီလိုပဲတောထွက်ဖို့ ချိုးစားတဲ့ဇာတ်ကလေးတစ်ခုရှိတယ်။မတော်တဆအိမ်အောင်ကြာသွားတဲ့အခါမှာမိသားစုကိုလှုပ်ကြရတဲ့တာဝန်တွေရှိတယ်။အဲ့တော့သင်္ကန်းဝမလို့ပြောတော့အဲအမျိုးသမီးကကလေးငယ်သေးတဲ့မောပါနဲ့အုံးလို့တားတယ်။အဲသူတားတာနဲ့ခဏဆိုင်းလိုက်။နောက်တစ်ခါကလေးတယောက်ကငဲလာပြန်ရော။အဲ့ဒါလဲဆက်တာနောက်တစ်ယောက်ကကလေးလေးကငဲလာပြန်ရော။ အဲ့တော့ကလေးငယ်သေးလို့ကလေးငယ်သေးလို့ဆိုတာနဲ့မထွက်နိုင်မဲနဲ့ဖြစ်တယ်။ကြောက်အဲ့ဒါလို့နှောင်ကြိုးတွေဆိုတာရုံထွက်ဖို့ဆိုတာအမှန်တမ်းခရင်ပါ။အော်ဖះလောင်းနေကြတော့အလေးချင်းရနေတဲ့အခါကျတော့အဲ့ဒီတဲ့ပြင်းထန်တဲ့လူအင်ဆန္ဒနောက်ကိုခုလိုတန်ရောစင်တွေကခြိနှောင်ပြီးတော့မထားနိုင်ဘူးထွက်သွားနိုင်တယ်။အဲ့ဒါလို့မှမထွက်နိုင်ဘူးဆိုလို့ရှိရင်လည်းဖះဖြစ်ဖို့ဆိုတာမရဘူး။ ေးဒါကြောင့်မလို့နိခမ္မပါရမီဆိုတာကိုဖြစ်ကျင်ရတယ်တဲ့ဘုရားလောင်းရဲ့နိခမ္မပါရမီ ဖြစ်ကျင်ပုံဇာလန်းနေများကြီးရှိပါတယ်